ါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြမှာကြပါစေရှင်28ရက်6လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏ဒေချောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ကားထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်းဟင်း channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ငပဲမျိုးနဲ့တနေရာတော့နေပြည်တော်လေတက်မှတက်သော jet fighter 20ဖြင့်မနက်09:05မိနစ်09:09မိနစ် နေ့လယ်2နာရီ54မိနစ်မကွေးလေတပ်မှတပ်သောဂျက်ဖိုင်တာ၄စီးဖြင့်ညနေ9နာရီ52မိနစ်9နာရီ56မိနစ်တရက်ဦးလေတပ်မှတပ်သောဂျက်ဖိုင်တာ၄စီးဖြင့်ညနေ6နာရီ53မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတပ်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေရင်၄စီးဖြင့်နေ့လယ်12နာရီ40မိနစ်ညနေ9နာရီ10မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းလဲကာ ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲမြို့နယ်တနရာသို့တရအူးလေးတပ်မှတပ်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစည်းဖြင့်မနက်09:40မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနရာသို့မိထီလာလေးတပ်မှတပ်သော Jet Fighter တစည်းဖြင့်မနက်7:35မိနစ်7:38မိနစ်7:39မိနစ် ြကြီးနားလေးတက်မှတ်တက်သောဂျက်ဖိုင်တာ၄စီးဖြင့်နေ့လယ်တနာရီ73မိနစ်တနာရီ75မိနစ်တနာရီ79မိနစ်ညနေ4နာရီ14မိနစ်4နာရီ16မိနစ်5နာရီ31မိနစ်5နာရီ33မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတက်ခိုင်းမှု10ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝိုင်းမော်မြို့နယ်တနင်္လာနေ့မြကြီးနားလေးတက်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလင်းရင်တစီဖြင့် မနက်7:54မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဖုံးကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနေရာသို့တရက်ဦးလေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်2:20မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနေရာသို့မိတ်တီလာလာမတမတသောစက်တက်လေဒီပါရာမူတာ၄စီးဖြင့်နေ့လယ်တနာရီ၄မိနစ်တနာရီ၈မိနစ် တနာ yı 28မိနစ်တနာ yı 30မိနစ်ညနေ9နာရီ6မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ပြီးတရက်ဦးလေတက်မှတက်သော MI 35တိုက်ခိုက်ရေးရဟယင်တစည်းဖြင့်ညနေ9နာရီ38မိနစ်ခန့်အချိန်မှစတင်၍ပြန်ဝဲပြီးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်အရာတော်မြို့နယ်တနေရာသို့မုံရွာနာမခမှတက်သောစက်တက်လေဒီပါရာမိုတာ၂စီးဖြင့် နေ့လယ်တနာ yı 16မိနစ် တနာယီ24မိနစ်တနာယီ33မိနစ်တနာယီ39မိနစ်မုံရွာနာမခမတက်သောဂျိုင်းရိုကော့ပတာ3စီးဖြင့်နေ့လယ်3နာရီ73မိနစ်3နာရီ14မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခတ်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြဝတီမြို့နယ်တနရာသို့ဒရက်ဦးလီတက်မှတက်သောဂျက်ဖိုက်တာ3စီးဖြင့်နေ့လယ်3နာရီ15မိနစ်3နာရီ19မိနစ်ညနေ9နာရီ36မိနစ် 9:48မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူးမြို့နယ်တနရာသို့တရက်ဦးလေတပ်နှင့်မိထီလာလေတပ်မှတပ်သောဂျက်ဖိုင်တာ၂စီးဖြင့်ညနေ9:00မိနစ်9:08မိနစ်9:16မိနစ်9:19မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြင်းမှုမြို့နယ်တနရာသို့မုံရနာမခမှတပ်သောစက်တက်လေသည့်ပါရာမိုတာ၂စီးဖြင့် ညနေ9:40မိနစ်9:45မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် မလိုင်မြို့နယ်တနေရာသို့မိတိလာလာမသမှတက်သောဆက်တက်လေသည့်ပါရာမိုတာတစ်စီးဖြင့်ညနေ6:38မိနစ်6:38မိနစ်6:39မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။28ရက်6လ2025ရက်နေ့တွင် အကြံဖတ်စစ်ကောင်းစီအနေဖြင့်တတအူးလေတက်နေပြီးတော့မကွေမြကြီးနာမိထီလာလေတက်များမှဂျက်ဖိုင်တာပြန်တက်မှုအကျဉ်းရေး52ကျင်းခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု46ကျင်းခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်းစီဤလေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန် ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနေမည်ရှိတက်ဆိုင်ရာတော်လိုင်းရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေးစားတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါက ဝေဟင် Telegram Channel ဤသတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scoreboard သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲသို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနှိမ့်စင်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။